မင်္ဂလာပါလူမျိုးချင်းတည်ထနာကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာကျွန်တော်တို့အတူတူကစစ်ချင်းကိုအယူမယ်ငကဘာရဲ့ခေါင်းစဉ်ကဝိညာဉ်တော်ရဲ့အရှင်ကိုမငြိမ့်စေနဲ့ဆိုတဲ့ခေါင်းစဉ်နဲ့အတူတူကစစ်ချင်းကိုအယူမှာဖြစ်ပါတယ်ရှင်းရတဲ့ကျွန်တော်ဂျီကိုမန်မာတယ်ကျွန်တော်ဘွားသက်တာထဲမှာကျွန်တော်ရဲ့ဝိညာဉ်ရာကိုကျွန်တော်အရှင်မငြိမ့်မစေဖို့အလိုကိုရေးချတာဖြစ်တယ် ကျွန်တော်ဝိညာဉ်ရောင်ကျွန်တော်အမြဲတမ်းတောင်းလို့စီဖို့အမြဲတမ်းကျွန်တော်လမ်းဆန်းစီဖို့အမြဲတမ်းကိုကျွန်တော်တို့ဝိညာဉ်ရောင်ကိုကျွန်တော်ထင်သိဖို့အလိုရည်ကြီးတာဖြစ်တယ်ကျွန်တော်နှုတ်ကပါတော့တစ်ပိုက်မှာတိတိအခန်းကြီး9အခန်းငယ်19မှာဝိညာဉ်တော်ဤအရှင်ကိုမငြိစေချနိုင်အဲ့ဒီမှာကျွန်တော်တို့ဗမာဝိညာဉ်တော်ရဲ့အရှင်ကိုမငြင်းစင်ပြောတဲ့ချင်းမှာဝိညာဉ်ကအရှင်ကြီးတာလို့ဆိုတာအရှင်က ဝိညာဉ်တော်ကဝိညာဉ်ကအရှင်ကိုငြိတာတာဖြစ်တယ်။ဝိညာဉ်ရဲ့အရှင်ရဲ့ငြိတဲ့လက္ခဏာကဘာလဲဆိုတော့လူတစ်ယောက်ကဝိညာဉ်ရဲ့အရှင်ငြိသွားပြီးဆွေသွားပါဖြစ်လဲဆိုတော့သူကအဲ့ဒီလက္ခဏာကရှားစာမဖောက်ချေတော့ဘူး။ပြီးတော့နှုတ်ကပတော်လည်းခံယူချေတဲ့စိတ်လည်းမရှိတော့ဘူး။နာခံချေလည်းမရှိတော့ဘူး။ဒေါသတွေ၊မောဟတွေမနာလိုမောကြီးခြင်းတရားတွေကဖြစ်ပေါ်လာတာဖြစ်တဲ့အဲ့ဒါက ဝိညာဉ်ရာအရှင်ရဉ္ချင်းရဲ့လက္ခဏာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့အတ္တတည်းမှာကျွန်တော်တို့အထဲမှာရှိတော့ဒီဝိညာဉ်တော်ရဲ့အရှင်ကိုကျွန်တော်မငြိစေဖို့ကျွန်တော်တို့ဒီဝိညာဉ်ကိုကျွန်တော်ထဲသွင်းဖို့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့နေရစီထဲမှာကျွန်တော်နှုတ်ကပတော်ဖတ်ရှုရမှာဖြစ်တယ်။နှုတ်နေရစီထဲမှာလည်းကျွန်တော်နှုတ်ကပတော်ကြားနာခြင်းနဲ့နှုတ်ကပတော်ခံယူခြင်းနဲ့ကျွန်တော်လှုပ်ဆောင်မှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကောင်မနမတယ်ကျွန်တော်ရဲ့အတ္တတည်းမှာကျွန်တော်ရဲ့ဝိညာဉ်ရာက မငင်းမိစေဖို့အလိုကိုအရေးကြီးတာဖြစ်တယ်။ဒီဝိညာဉ်ရေးရကဘာနဲ့တူလဲဆိုတော့အစာစားတဲ့တူတာဖြစ်တယ်။တည့်ရက်မှာကျွန်တော်တို့ကအစာ၃ရက်ပုံမှန်စားတဲ့သူကတည့်ရက်တစ်ခါပဲစားရင်ကြာလာရင်အဲ့ဒီလူကခန္ဓာကိုယ်ကပိတ်ချုံးသွားမှာဖြစ်တယ်။သူနည်းတူပဲကျွန်တော်တို့တစ်ထာဒီမှာဒီဝိညာဉ်ရေးရမှာလဲကျွန်တော်တို့ကပုံမှန်လေးကျွန်တော်တို့မသွားမိရင်ပုံမှန်လေးကျွန်တော်တို့ဒီဝိညာဉ်အစာကိုမစားရင်ကြာလာရင်ကျွန်တော်တို့ဝိညာဉ်ရေးရခန်းချလာမှာဖြစ်တယ်။ ။ဒါကြောင့်မို့ကျွန်တော်တစ်ထားတည်းမှာ နေ့ရက်စဉ်တည်းမှာကျွန်တော်တို့ကဝိညာဉ်မှာအရှိကြီးထွားစေဖို့အဝိညာဉ်မှာတောင်းလုံးစေဖို့စီးထွက်သောနှုတ်ကပတ်တော်အတိတ်သောအရာတွေထွက်ဖို့ဆိုတာကျွန်တော်တို့ဝိညာဉ်ကအရှိကြီးမားဖို့လိုအပ်တဲ့ဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမနှမတော်ကိုကျွန်တော်အားပေးချင်တယ်။တရားဘုရားမှာတရားဝိညာဉ်ကို အမြဲတမ်းလမ်းဆန်းစေပါတရားဝိညာဉ်ကို အမြဲတမ်းကိုလက်ကြည့်ခံလို့ပြပါလေကျွန်တော်အားပေးချင်တယ်။တရားကိုတေကအာ ဖယားနဲ့အချင်းမီယူတာကြာရင်တရားဘာဖြစ်လာမလဲဆိုတော့ဝိရိယကကြာလာရင်အရှိန်ကညစ်သွားမှဖြစ်တယ်။ဒါကြောင့်မို့ကျေကျွန်တော်ညကိုမှန်မှတ်တယ်။နေရစင်းနဲ့ဖယားနဲ့ချေယူပါ။နေရစင်းနဲ့ပါဖယားရဲ့နှုတ်ကပတော်ကိုဖတ်ရှုပါလို့ကျွန်တော်အားပေးရင်ဝိရိယကိုအရှင်မီရေးစေပဲအမြဲတောက်လောသောအတ္တဖြစ်စေဖို့ခေါ်အားပေးတယ်။အားလုံးကိုရရှိထူးကောင်းချီးပေးပါစေ။